ီးများသည်ယဟန်ခံပွဲ၌ယဟန်သစ်တိမ်မှဆင်းကြလာသောအခါ၌၎င်းဆရာတော်ကြီးများကိုပူဇော်ပွဲပြုလုပ်ကြရ၌တို့၌၎င်းယဟန်တကတော်များကြွရလန်း၌မိမိတို့၏သဘင်ရှင်သင်ဇေယျအတွက်ဖြစ်စေသူရွေကြတဲ့မျိုးပဲနော်သဘင်အားကောင်းအောင်လို့ဆရာတော်လေးကိုနင်းခိုင်းတာနော်မိမိအမျက်တနိုးပြုပြင်ဆောင်ရှားခဲ့သောသဘင်ဖြင့်အမျက်ဆုံးပူဇော်မြည်ဟုသောရွေချက်ဖြင့်ဖြစ်စေမိမိတို့၏သဘင်ကိုဖြေချကာဖြန့်ခင်းလျက်ထားလိမ့်ရှိဒါတော်တော်ရှိကြတော့ ခေစားခဲ့ဘူးတယ်အဲ့ဒါမျိုးနော်ဆရာတော်ကြီးကြွားလိုက်ရင်လမ်းမှာသမင်းကြီးတွေဖြန့်ခင်းတာထိုးသမင်းကိုရဟန်းတော်တို့အနေဖြင့်နင်းမိလျင်အပြစ်အပယ်သိအောင်နိုင်သောကြောင့်အမျိုးသမီးများသည်မိမိတို့၏သမင်းတို့ကိုဖြန့်ခင်းမပူဇော်သင့်ကြစေဒါကြတော့ဘုန်းကြီးကလည်းသွားနင်းတာဆိုတော့အပယ်သိနိုင်တယ်နော်ဒါသူတို့လာထိတာမဟုတ်ဘူးနော်သူတို့ကဖြန့်ထားတာကိုဘုန်းကြီးကသွားနင်းတာဆိုတော့ဒါအပယ်သိနိုင်တယ်အဲ့ကြောင့်လမ်းမှာအဲ့လိုမျိုးဖြန့်ခင်းတာမလုပ်သင့်ဘူးဟိုပေါ်ဝါးပိုင်းတွေဖြန့်ခင်းတာတော့ပြဿနာမရှိဘူးခန္ဓာကိုယ်နဲ့မထိထားဘူးပေါ့ဟိုဆရာတော်တွေမြေကြီးကိုမနှင်းစေချင်လို့လေ ဟိုမြေကြီးပေါ်မှာပေါ့သူတို့ဘဝပိုင်းနေခင်းရတာလည်းရှိတယ်လေအဲ့ဒါတော့အဲ့လောက်ပြဿနာမရှိဘူးအဲ့ဒါခုနကသဘင်ကျတော့30ခန္ဓာခွန်းနဲ့30တဲဖြစ်နေတယ်ပြီးရင်ဒါယဟန်ကလည်းသွားနင်းမှာဆိုတော့ယဟန်ကသွားထိတာဖြစ်နေတယ်အဲ့ကြောင့်ဒါယဟန်ကအဘက်တင့်ကိုတင်မှာဒါကြတော့နော်ဟိုတာယာတိဖြစ်စေမတာယာဖြစ်စေအဘက်တင့်မှာသူကတာယာရင်တော့တန်ခါတိသေးမှာမတာယာရင်ဒုက္ခဘက်တင့်မှာအဲ့တော့ဘလို့ပဲပြောပြောအပြစ်ကြီးတာနဲ့ပြစ်သေးတာပဲကွာမှာနော်ဒီမျိုးသမီးဆိုရင်ကောင်းလိုက်တာငါသွားနှိမ့်လိုက်အောင်ပဲဆိုရင်တော့ဒါတန်ခါတိသေးပဲအပြစ်ကြီးသွားပြီလားနော်အဲ့တော့ ဟိုတာရဲစိတ်မပါဘူးဒကာဓမ္မတွေရှိမြောက်တော့အပြင်နေရတယ်ပိုင်းဆိုရင်လည်းဒါရုပ်ကအဘက်ကတော့လုံးဝမလွတ်ဘူးပဲဘယ်လိုပဲဖြစ်ဖြစ်အဘက်ကလုံးဝမလွတ်ဘူးနော်ဟိုအဝတ်ခင်းတဲ့နဲ့ပတ်သက်ပြီးလည်းပြောလိုက်မယ်ဗောဒီမှာတော့မပါဘူးနဲ့ဒီပါနော်အဝတ်တွေပါတွေခင်းတယ်ဗောနော်ရှစ်ကတော့ကြည့်လို့ရှိတယ်ဘောဒီမင်းသားဆိုတာရှိတယ်သူတို့ကခလေးမရအောင်သူတို့သူတို့အိမ်ထောင်စုမှာခလေးမမွေးဘူးခလေးမမွေးတော့သူကခလေးလိုချင်တယ်အဲ့တော့သူ အိမ်တိန်လည်းသူစောက်တယ်အိမ်သစ်မင်္ဂလာတပွဲလုံးမယ်ပေါ့နော်သူမြန်မာနိုင်ငံဆိုတော့ဒါအိမ်သက်နော်မင်္ဂလာပေါ့နော်အေးအဲ့တော့အိမ်သစ်တက်မယ်ဆိုတော့ဖျားမှုရှိတဲ့တန်ဃာတွေကိုသူကပင့်တယ်တော့သူ့အကြံနဲ့ဘယ်လိုကြံလဲဆိုတော့ပိတ်အဖြူတော့ပိတ်အဖြူကိုသူကလှေကအစအဆုံးခင်းထားတယ်သူကအဲ့တော့အကင်ရင်ဒီပိတ်ဖြူကိုဖျားကနင်းခဲ့မယ်ဆိုရင်ငါခလေးရမယ်သူကသူ့သူ့ထားနေသူသူကလားသူကသူ့အကြံနဲ့သူအထားနေသူကဖျားသည်ဒီအခင်းကိုနင်းခဲ့ရင်ငါခလေးရမယ်ဖျားသည်မနင်းတော့ငါခလေးမရဘူး ဟောသူ့အကြံနဲ့သူအန္နဖရားပင့်ပြီဖရားမှုရတန်ကတန်းစီပြီးကြွာလာအဲလေကားကြီးရောက်တော့ဖရားရှေ့မဆက်ဘူးဖရားမတက်ရက်နေရောဖရားရှေ့မသွားတော့အဲ့တော့သူကချက်တယ်မြတ်စွာဘုရားနေမှာဘုရားနေမှာဘုရားသူကကလေးရရှင်တာကိုသူကအတင်းနေခိုင်းတာနေမှာဘုရားနေမှာဘုရားသူကကလေးရရှင်တာမြတ်စွာဘုရားလည်းမနေဘူးရက်နေတယ်အဲ့တော့အရှင်အာနန္ဒာကသဘောပေါက်တယ်မြတ်စွာဘုရားဒါကိုမနေချင်ဘူးဆိုတာသဘောပေါက်တယ်အဲ့တော့မြတ်စွာဘုရားကဟိုအနန္ဒာကနေတော့ဂျားပြပြောတာဒါကကြီး ဒီပိတ်ဖြူတွေကိုဖယ်လိုက်ဘုရားမနင်းဘူးအဲ့ဒါပြန်ဖယ်ပေးရတာပေါ့နော်အဲ့ဖယ်ပေးတယ်အဲ့တော့မြတ်စွာဘုရားကဝိနည်းပညာတရားတော်တို့ပိတ်ဖြူမနင်းနဲ့ဆိုဥပဒေဝိနည်းပညာပညာတာရှိတယ်လူတွေအဲ့လိုပိတ်ဖြူခင်းနိုင်မနင်းကြနဲ့မဖြစ်လို့လဲဆိုဘုရားကတရားတော်တွေကိုကာကွယ်ပေးထားတဲ့ဥပဒေဒီဥပဒေကရဟန်းတော်တွေကိုတမင်တကာချုပ်ချယ်တာမဟုတ်ဘူးဘုရားရှင်ရဲ့ကရုဏာတော်တော့ဘုရားရှင်ရဲ့တာဝကတွေပေါ်မှာထားတဲ့စေစနာမဖြစ်လို့လဲဆိုတော့လူတွေကအကြံနဲ့လေဒါနင်းရင်ခလေးမွေးမှမနင်းရင်ခလေးမွေးဘူးဆိုတော့ ဘုရားကတော့ဒါသိတယ်လေမွေးလာမွေးလာဘုရားတော့သိတယ်အကယ်၍မြန်ကနောက်တန်ဝနောက်လက်ထက်မှာပေါ့နောက်လူတွေကအဲ့လိုလုပ်မယ်အကြံနဲ့လုပ်မယ်ဖို့နောက်ဘုန်းကြီးနဲ့ဘာမှမသိဘူးဘုန်းကြီးပေါင်းနဲ့နင်းမယ်နင်းပြီခလေးမမွေးရင်ဘုန်းကြီးနဲ့ပြောခံရတော့မယ်ဒီဘုန်းကြီးတွေဘာလဲငါတို့အဖွဲ့နင်းပြီခလေးလည်းမွေးပါလားဆိုပြီးတော့အပြောခံရတော့မှာဘုရားကအဲ့ဒါကိုမြင်လို့ဘုရားရှင်တော့တပည့်တွေပေါ်မှာထားတဲ့စေစနာတော့နောင်လာနောင်သားတွေရဲ့လက်ထက်မှာအပြောမခံရအောင်လို့ကာကွယ်ပေးခဲ့တဲ့ဥပဒေဒီဥပဒေကနော် ဲ့တော့နောင်နောင်သားတွေဘုန်းကြီးတွေကဒီလူတွေကကလေးမွေးရတော့ဘာမှမသိဘူးလေအဘတကိုးမရှိဘူးရင်မသိနိုင်ဘူးလေတကိုးမရှိမသိနိုင်ဘူးဘူးမသိဘာမသိသွားနင်းမယ်ဟိုแชร์ခနဲလည်းမပေါ့ဘူးပြောရတယ်မလားသူကအရှိုးပြောမယ်လေဒီကနင်းแชร์ခနဲပေါ့ပါစေမဟုတ်တယ်မလားအဲ့တော့မနင်းပေါ့ပါစေနဲ့ဆိုဘုန်းကြီးတွေကနင်းပလိုက်ပေါ့ပေါ့လည်းမပေါ့ဘူးဟာဘုန်းကြီးတွေငါခင်းနေနင်းတယ်ငါလည်းမပေါ့ဘူးဆိုပြီးတော့အပြစ်တင်ခံမှာပေါ့အဲ့ဒါမျိုးတွေကိုဘုရားမြင်လို့အပြောမခံရအောင်နောက်တစ်ချိန်မှာအဲ့လိုဘုန်းကြီးတွေပေါ်မှာလူတွေအပြစ်မပြောအောင်လို့ခါလည်းဘုရားပိတ်ထားတယ်လုံးဝအဖို့မနင်းနဲ့လူတွေပိတ်ဖြူခင်းတိုင်းမနင်းကြနဲ့ သူတို့ပြောတာနော်အဲ့တော့ဘုရားအဲ့မှာဘုရားရှင်မနေရရင်ရွေးချက်ကတော့အဲ့ဒီလင်မယားတို့ကခလေးရောက်ကုန်မရတာဘုရားတကယ်မရတာမရတော့မနေတာဗျာအဲ့မှာတော့တကယ်မနေတာဘာလို့လဲဆိုတော့မသားစရာပဲဒါလည်းနော်အတိတ်ဘဝမှာသူတို့နှစ်ယောက်လုံးကတော့ကျုံးနှကျုံးပါသူတို့ကငှက်ဥတွေကိုစားခဲ့ကြတဲ့ပြဿနာပဲလင်ကောမယားကောနှစ်ယောက်လုံးကဒီငှက်ဥတွေနေကိုစားပြီးတော့အသက်ရှင်လာခဲ့ကြတာတော်ထဲမှာဆိုတော့စားကြလည်းမရှိဘူးမကျေတော့အဲ့ဒီငှက်ဥတွေကိုသူတို့ကစားပြီးတော့အသက်ရှင်လာကြတာအဲ့တော့သူများရဲ့ဥတွေကိုဖြည့်ဆည်းခဲ့တဲ့အာကုတ္တကံကြောင့် ဒီဘဝမှာတို့ကခလေးလုံးဝမရအောင်အဲ့လိုဖြစ်တာနော်ငှက်ဥတွေဖြည့်စီခဲ့တာအကုတူပဲအဲ့ဒါကြောင့်မြတ်စွာဘုရားမနှင်းတာပါအဲ့တော့ဝိနည်းပညာတာကတော့နောက်တစ်ချိန်မှာရဟန်းတော်တွေကိုသူများတွေအပြစ်မပြောအောင်လို့တားထားတဲ့ဥပဒေပဲအဲ့တော့အဲ့ဒီမှာပြဿနာတွေကိုတက်လာတာကမြို့သမီးတစ်ယောက်ကသူကမင်္ဂလာရှိစေခြင်းလို့လူတွေကခုနပြောသလိုလေဟိုလိုမျိုးဆဲကနေပေါ့ရှင်လို့မဟုတ်ဘူးခုနလိုကိုကိုဝင်ရရှင်လို့မဟုတ်ဘူးပေါ့နော်သူရိုးသားရိုးပါပဲကုသိုလ်ရရှင်လို့ပေါ့နော် ုသိုလ်ရခြင်းတဲ့စိတ်နဲ့သူ့အဝေလေးကိုခင်းထားတာပါဆရာတော်တန်ခါတော်တွေမြေကြီးမထိစေခြင်းဘူးကုသိုလ်ရကိုယ်ကလည်းကုသိုလ်ရခြင်းတယ်အဲ့ဒီဆန္ဒနဲ့အဝတ်ခင်းထားတယ်အဲ့တော့ဘုန်းကြီးတွေကလောကမနေဘူးတက္ကမကြီးကချန်ပီယံနင်းပါဗျာနင်းပါဗျာ၆တယ်တက္ကမကြီးကဘုန်းကြီးတွေလောကမနေမနေဆိုမနေဘူးပဲခုနကရဟန်းတော်တွေကတွေ့လာဖခင်ကမပြောခင်တော့လောက်မယ်ပြောပြီးဆိုလောကမမလုပ်တော့တာသူကဘယ်သူမျက်နှာမှမထောက်ဘူးနော်ဟိုအာနာပါနာလည်းမရှိဘူးနော်မအာမနာဘူးနော်ဒီနေ့ခေတ်ဆိုတော့အာနာရင်အာနာနေမှာအာမနာကိုဘုရားကမနေဆိုမနေဘူးပဲဆိုငိုမကတော့ဘာဖြစ်နေဖြစ်နေမနေဘူးအဲ့တော့တက္ကမကြီးကပြောတာပေါ့ဟာ ဘုန်းကြီးတွေလည်းကငါတို့ကုသရရှင်လို့တာမနှင်းပေးဘူးချဘူးဆိုတော့မြတ်စွာဘုရားအဲ့ဒါနဲ့ထက်ချော့ပြန်တယ်ဝင်းဒီကိုဖက်တင်းတယ်နော်ခဏလုံးဝမနှင်းရတယ်တင်းသွားတာဘုရားပြန်ချော့တယ်အဲ့တော့ဟိုလိုမျိုးကုသစိတ်နဲ့ကုသလိုချင်လို့ခင်းနိုင်တော့နှင်းပေးကြပါဆိုဘုရားပြန်ခွင့်ပြလိုက်တယ်နော်ကုသလိုချင်တဲ့စိတ်နဲ့ခင်းနိုင်တော့နှင်းပေးပါဆိုတော့ထပ်ပြီးတော့ဥပဒေကိုပြန်ချော့ပေးလိုက်တယ်အဲ့တော့အဝတ်ခင်းတဲ့အခါမှာသူတို့ကုသလိုချင်တဲ့စိတ်နဲ့ခင်းနိုင်တော့နှင်းကောင်းတယ်ပေါ့တိုးတော့ဒီလူတွေကဘာစိတ်နဲ့ခင်းလဲကိုမသိဘူးပြဿနာကဟုတ်ပြီနော် အဲသူတို့ကချက်မပါဘူးအရှင်ပြတပည့်တော်ကုသလိုခြင်းလို့ပါဘုရားဆိုတော့ဒါနင်းဘာမှမဖြစ်အပ်တယ်အကင်းသူတို့ကဘာမှလည်းမချက်ထားဘူးဆိုရင်တော့မနင်းတာကောင်းတယ်ဒါဥစ္စာတော့ဒါဘူးစရာဝင်းနေတော့ဒါနော်ဒကာဓမ္မတွေဘက်ကလည်းဒါချက်ထားဖို့လိုတယ်ဆိုတာပြောချင်တာပဲဒါလည်းဒီမှာမပါဘူးနော်အဲ့ဒီဝင်းနေနော်အဲကြောင့်ပိတ်ဖြူတွေပါတယ်ပြီးပြီးတော့အိမ်ပါတယ်ဒါလေးခင်းတယ်ဆရာတော်ကြောက်လို့လို့ရှိရင်လေခင်းတယ်တချို့အိမ်တွေမှာပိတ်ဖြူတွေပါတယ်ခင်းကြတာရှိတယ်အဲ့တော့ခင်းကောင်းပါတယ်တော်တော်ချက်လိုက်ပါအရှင်ပြတော့တပည့်တော်တို့ဘာစိတ်မှမရှိပါဘူးကုသလိုခြင်းလို့ပါဘုရားပဲချက်လိုက်ရင်နင်းလို့ရတယ်မဟုတ်ရင်ဆရာတော်နင်းမှာမဟုတ်ဘူးမနင်းဘာ တို့တော့တို့မထင်နဲ့အဘာလဲငါတို့ဘာလို့မနေတာလဲထင်ကောင်းထင်မယ်ဝီနီမသိတဲ့ဆံကတို့တော့နင်းကောင်းထင်မယ်လေဝီနီနားလည်းတဲ့ဆရာတို့နင်းမှာမဟုတ်ဘူးဒါဆိုသူတို့ကတန်တရားရှိတယ်လေဒီလူတွေကဘာစိတ်နဲ့ခင်းလာတာလဲဥတုလိုခြင်းလို့လားကိုဝင်လိုခြင်းလို့လားရှဲကနေပေါ့ခြင်းလို့လားနော်ထီပေါ့ခြင်းလို့လားဆိုခင်းတာမသိဘူးလေနော်အဲကြောင့်သူတို့ကတန်ကြော်တွေဘက်ကဥတုလိုခြင်းလို့ခင်းလာတာဆိုရင်နင်းကောင်းတယ်တခြားတခြားကိစ္စနဲ့ဆိုခင်းရင်မနင်းကောင်းဘူးဒီတော့ဥတုတို့ဒကာနမတွေဘက်ကပိတ်အဝတ်တွေပါတွေခင်းလာလို့ရှိရင်ချောင်းအောင်မယ်ဥတုလိုခြင်းလို့ခင်းလာတာပါနင်းပါဗျာပေါ့နော်ချောင်းအောင်ပါ ဲဒါလည်းဘူးတူတာပဲဒီမှာမပေါဘူးနော်ကောင်းတယ်အဲ့ဒါမေခွန်းနဲ့မေးလိုက်တော့ဖတ်လာတာတော့ဝင်နေတယ်နော်သိတာလေအေးကောင်းတယ်